အလုံးမိုင်းမလားဗျာခုတခါမှတော့အောင်လန်းအလောက်ခံရရင်မပေါ်စားတဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ပုံစံကိုပြပြလာတယ်။မမတယောက်ရဲ့ရုပ်တံတူဖိုင်လေးကိုအလုံးတယောက်တင်ပြပေးလိုက်ပါလေဗျာ။အလုံးလေးတီဗီဖိုင်လေးကိုချစ်ပြီးတော့ဝေဖန်သုံးသပ်ပေးချပါအောင်ဗျာ။အလုံးလေးမင်္ဂလာပါဗျာ။မြန်မာ Country Knowledge Channel မှာပြန်လေးကြိုဆိုလိုက်ပါလေဗျာ။ ကျမရှိမှလေအောက်လန်းနဲ့ပတ်သက်ပြီးတော့ကြားဖူးခြင်းနဲ့ဆိုတဲ့အမတွေညီမတွေကိုကျမပြောပြမယ်။ဘာလို့လဲဆိုတော့ကျမတို့ brand တွေပြီးပကံခီးစဉ်အခုဆွဲတာအဲ့မှာကျမဘဝမှာအမှတ်တရ။သူများအောက်လန်းလုတ်ပြီးဆိုရင်လေအဲ့လိုဖျားចောင်းခံတွေတွားလို့မရဘူးပြီးတော့အရန်ကိုပေါ့နော်တကူးကြီးတဲ့နေရာတွေကိုတွားလို့မရ။ဘာကြောင့်လဲဆိုသူတို့ကအောက်လန်းနဲ့ဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်အဲ့လိုနေရာမျိုးတွေအောက်လန်းအလုတ်ခံထားရတော့တွားလို့မရဘူး။ကျမအမဆိုလည်းအခုသူများအောက်လန်းလုတ်ပြီးတော့ကင်ဆာဖြစ်နေတာအဲ့ဒါကျမတို့ကကူပေးတဲ့ဖုံဖုံရှိကိုလွတ်တာလုံးဝတွားလို့မရ။ကားပေါ်တက်ကားပြက် မူလေအဲ့လိုဖြစ်တာကျမတို့ကလည်းအဲ့လိုပဲပေါ့နော်သူများအောင်လန်လောက်ထားတာအကြီးကျယ်လောက်ခံထားတဲ့အချိန်မှာကျမပကံဖျားကိုကျမလူတွေနဲ့ trip ဆွဲပြီးသားဖြစ်တော့ကျမသွားချင်တာဒါပေမဲ့ကျမလေအဲ့ဒီပကံမနှက်ဖန်သွားရမယ်နော်ဒီနေ့ညမှာနော်ကျမအိပ်ရတဲ့ခေါင်းအုံးနဲ့ခေါင်းနဲ့ထောင်းလို့မရတော့အောင်လန်များဘလောက်ကြောက်စရာကောင်းလဲဆိုစွန်းနေနော်မထင်အထင်မသေးတဲ့အရင်စွန်းနေအောင်လန်တွေကကျမခေါင်းအုံးနဲ့ခေါင်းနဲ့လုံးဝခွာလို့မရတော့တယ်ကျမလေအဲ့တော့ကလေညရင်နဲ့မျက်ခွငိုတာမနှက်ဖန်ကျမလေရင်သွားတော့မှာနော်ဘလောက်တောင်နော်အောင်လန်ကဘလောက်စွန်းလဲဆိုတော့လေကျမလေး တညာလုံးဖျားစာဆိုတာဆိုပြီးတော့နောင်နေမနဲ့လဲကြာကြာမူတော့လေဟိုဘက်ဒီဘက်ဒီဘက်တစ်ဘက်ဆွဲပဲကျွန်မလေရင်ပေါ်လိုက်ပို့တာအဲ့တော့ကျွန်မကောင်လေးကသူလဲလိုက်ခဲ့မယ်ဆိုပြီးလေရင်လက်မှတ်ဖြတ်တာလက်မှတ်လုံးဝမရအောင်ကျွန်မတဆောင်နေရတယ်နော်အဖြတ်ဘလောက်ကြီးဖြတ်လဲဆိုလေရင်ထွက်ခိုင်နေတိကျွန်မလေအပြင်မှာတော့ထွက်မထိုင်နိုင်ဘူးမူလုံးလုံးလေရင်အိမ်သာထဲမှာလေအိမ်သာဖွက်ဖို့ခေါင်းနစ်ပြီးတော့ကျွန်မအန်တာ မူပြီးတော့အန်လာကျမကောင်လေးကိုဖုန်းဆက်တော့ငါ့ကိုလာခေါ်တော့ငါဒီခေးဆန်ကမလိုက်တော့ဘူးဒီခေးဆန်ကမလိုက်သွားတော့ငါ customer တွေပဲလွတ်လိုက်ငါမဖူးတော့ဘူးကျမကောင်လေးအသေးရအောင်သွားအသေးရအောင်သွားဆိုပြီးလေရင် truck ခံနေတော့ဆိုကျမနာမည်လေရင်ကလှမ်းခေါ်တော့မှကျမလေးလေရင်ရဲတွေနဲ့လေနှစ်ဖက်ဆွဲပြီးတော့ကျမပွားတာပြီးလဲပြီးတော့လင်ခွင်းလေ custom တွေဖြတ်တဲ့ခါကျမတောင်းမှန်နေကျမအရင်မူးနေတယ်သူကလည်းတိတယ်မျက်နှာယူအန်ပြီးတော့လေတော်တော်ကြီးရောနော်အောက်လန်းဘလောက်ကြောက်စရာကောင်းလဲဆိုတော့ပကံဖျားဖူးမှဆိုလို့ကျမအောက်လန်းနဲ့တိုက်တာစီးပွားရေးအောင်မြင်မှဆိုလို့နော်စီးပွားရေးမှလည်းအတိုက်ခံနေရှိတယ် အဲ့ဒါနဲ့ကျွန်မပကံဖျားကိုလင်းရင်နဲ့စီးပြီးတော့ရောက်သွားတယ်။လင်းရင်နဲ့စီးပြီးရောက်တဲ့ချိန်မှာလေပကံမျိုးလေးကျွန်မခြေချလိုက်တဲ့ချိန်မှာလေကျွန်မမြွေရွေတွေပျံ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 ကြွတာဝမ်းသာလွန်လို့အဲ့ဒီချိန်မှာဟိုတယ်လေးရောက်လေရောက်ပြီးတော့ကျွန်မအိပ်ပြော်ပါအဲ့ဒီချိန်မှာဘလို့အိမ်မက်မက်လဲဆိုကျွန်မရဲ့ဝိညာဉ်ကြီးကလွင့်သွားတာကျွန်မလူခန္ဓာကိုယ်ကအိပ်နေတယ်ဒါပေမဲ့ဝိညာဉ်ကြီးကလည်းသေသွားသလိုမျိုးနော်ကြောက်စရာအရင်ကောင်းတယ်ကျွန်မအိပ်နေတယ်နော်ကျွန်မအိပ်နေတာလို့ကျွန်မမြင်ရတယ်ကျွန်မရဲ့ဝိညာဉ်ကြီးကလွင့်ပြီးတော့ ကျမဖះတဆူရောက်သွားတယ်။အဲ့ချိန်မှာအဲ့ဖះတဆူရောက်ပြီးအဲ့ဖះကိုဖူးပြီးတော့ကျမခန္ဓာကိုယ်ဝิญဉ်ပြန်ရောက်လာတဲ့အချိန်မှာကျမနည်းနည်းလေးလန်းလာတယ်ပေါ့နော်နည်းနည်းလေးလန်းလာတယ်အော်အန်နေအဲ့လိုမျိုးနည်းနည်းလန်းနေပါသေးထရှောက်လို့ရတယ်အဲ့ဒီတည့်ရက်ကျမလုံးဝမထနိုင်အဲ့ရတဲ့မှာလဲနေနောက်နေ့ကျကျမကတ်စတမာတွေကကားနဲ့ရောက်လာကြတယ်အဲ့ချိန်မှာကျမကတ်စတမာတွေနဲ့ထပ်ဖို့နေပါသေးတော့ထွက်ရိုက်နိုင်တယ်ကျမမထနိုင်သေးဘူးအဲ့ဒါနဲ့နောက်တစ်ခေါက်ထပ်ပြီးတော့ကျမအိမ်မက်မက်တယ်အိမ်မက်မက်တော့နောက်ထပ် ျမကလည်းတိုက်ဆက်ကြည့်တဲ့သူဆိုတော့တုံတုံသူများလူတရတရကျမမနဲ့အစောယူဝေးလင်းဝေးလင်းအချိန်မှာကျမအဲ့လိုပဲခန္ဓာကိုယ်ရဲ့ဝိညာဉ်ထွက်သွားထွက်သွားပြီးဖះတဆူရှိထက်ရသွားတယ်ပြီးလည်းပြောကျမခန္ဓာကိုယ်ကိုပြန်ဝင်လာအဲ့ဝိညာဉ်ကအဲ့ဒီအချိန်မှာကျမတော်တော်လေးကိုပော့သွားတယ်ပေါ့နော်အဲ့အချိန်မှာကျမတို့လေးတရဖတကားနားမှာရှိတယ်လေနမိနဲ့ရုပ်ကြည့်ရှိကျမအဲ့မှာကျမတငယ်ချင်းကိုဖုန်းဆက်ပြီးတော့ပွဲထုတ်ခိုင်းတာ အာဒီပွဲလေးကိုကျမရဲ့ brand ပွဲလေးကိုအောင်မြင်လုပ်ခွင့်ပေးပါအောင်ပွဲလေးလည်းထိုးပါမယ်ဆိုပြီးကျမထိတ်ထန်တာထိတ်ထန်ထန်တာပဲအဲ့ဒီညမှာကျမတို့ dinner ပွဲရှိအဲ့ဒီ dinner ပွဲမှာကျမထနိုင်ပါတယ်ထူးထူးထန်ထန်လုပ်ပြီး dinner ပွဲမှာကဲတောင်းချမ်းဟာ dinner party ဟာကိုကလေအဲ့မှာလေ dinner မှာလေစကားပြောနေတယ်မျက်ရည်ဖြ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 ကြားဘာကြောင့်လဲဆိုကျမမထနိုင်တော့ဘူးထင်တာပဲဒီပွဲကိုကျမမလာနိုင်တော့ဘူးဖခင်တွေမဖူးနိုင်တော့ဘူးထင်တာကျမအောင်မြင်ခဲ့တယ်ပေါ့နော် အဲ့ဒီအချိန်မှာကျမပွဲလဲပြီးလဲပြီးသွားတော့ကျမတရဖတ်တကားတွေပါရေးသွားပြီးတော့ကျမဟွာပေါ့အောင်ပွဲတွေတော့ထိုးတယ်နဲ့မျက်နှာကောင်တွေကိုကျမမြစ်တာပို့တယ်အဲ့တော့အောက်လန်းဆိုတာအထင်မသေးနဲ့နော်အဲ့ဒါနဲ့ခဏတော့တက်တာသွားတယ်ပေါ့နော်အောက်လန်းလေးနဲ့တက်တာမှာပြီးလဲပြီးတော့ပြန်ပြီးတော့ဖြစ်တယ်ဘာကြောင့်လဲဆိုအောက်လန်းရဲ့သဘောတဘာမှာကိုယ်ခန္ဓာကိုယ်ထဲမှာထည့်ခံထားရတယ်ဆိုရင်တို့ရဲ့ကြိုးကင်လို့ရရတယ်ပေါ့နော် ခဏခဏပြင်ပြင်ဖြစ်တယ်ဘယ်လိုချိန်မျိုးတွေဖြစ်လဲဆိုကျွန်မပွဲလုပ်ရမယ့်အချိန်တွေကျွန်မခီးထွက်ရမယ့်အချိန်တွေကျွန်မလုပ်ငန်းအတွက်ပေါ့နော်စင်မတက်ရမယ့်အချိန်တွေကျွန်မအတွက်အောင်မြင်ရမယ့်အချိန်တွေဆိုသူတို့ကကြိုးကင်လိုက်တာကွာကျွန်မတုံခနဲ့တုံခနဲ့ပြစ်ပြစ်လဲတာနောက်ဆုံးကျတော့ကျွန်မကိုယ်ခွေတဲ့ဆရာတော်တပါးကိုတွေ့ရအဲ့ဆရာတော် ਨੇ ပတ်သက်ပြီးတော့ကျိုက်ဆရာတော် ਨੇ မတွေ့ခင်မှာကျွန်မအိမ်မက်ကကြုံမက်ပြီးသားကျွန်မလည်းတော်ရုံတော်ရုံလူလည်းမဟုတ်ဘူးဘာကြောင့်တော်ရုံတော်ရုံလူမဟုတ်ဘူးလဲဆိုကျွန်မဖះတဲ့ចောင်းဆောက်ဖះမှာចောင်းမှာလीအ ကျွန်မရဲ့ကုသိုလ်တွေအားလုံးဒိတ်ထန်ပြည့်ရဲ့သစ္စာပြုပြီးကျွန်မဆရာကောင်းတမကောင်းကိုရှာတယ်အချိန်တစ်ခုတော့ကျွန်မပေးလိုက်ရတယ်တစ်နှစ်ကြာကြာလောက်တော့ကြာတယ်တစ်နှစ်လောက်တော့ကြာတယ်အဲ့ကျွန်မအဲ့ဖုံဖုံကိုတွေ့တယ်တွေ့တဲ့အချိန်မှာအိမ်မက်နဲ့အရင်တွေ့ရအိမ်ဖုံဖုံတပါးဆေးတိုက်လိုက်မယ်ပြီးတော့ဘလို့ဆေးကုပေးမယ်ဆိုအိမ်မက်မှတ်တာအဲ့ဒီအိမ်မက်တိုင်းပဲအိမ်ဖုံကြီးရှိရောက်ပြီးအိမ်ဖုံကြီးအဲ့ဖန်ခွက်လေးနဲ့ပဲဆေးတိုက်ပြီးတော့ကျွန်မ သုံးချိန်တိတိသွားပြီးတက်တာပါတယ်။အဲအဲကျွန်မပဲဖုံဖုံလည်းပဲဖုံဖုံလည်းဆိုကျွန်မကိုလာမေးမယ်ဆိုတာကျွန်မသိတယ်။ဒါပေမဲ့ကျွန်မတခုတော့ကြူပြောထားမယ်။အောက်လန်းတိုက်ခံရရင်တချို့တွေကဖုံကြီးကုလို့ရတယ်။တချို့တွေကရွှေရင်ကျော်ကုလို့ရတယ်။တချို့တွေကကြာတော့သူခိုင်းစီရကုလို့ရတယ်။ကုနဲ့ကန်ဆက်တဲ့သူကကုလို့ရတယ်။ကျွန်မဖုံဖုံနဲ့ကျွန်မပျောက်လာပျောက်ခဲပဲမယ်။တခြားသူတွေကလည်းပျောက်ချင်မှပျောက်မှာ။တချို့လူတွေရွှေရင်ကျော်တို့ကလည်းကျွန်မခေါ်ကုတာပဲ။ဒါပေမဲ့ကျွန်မမပျောက်ဘူး။အဲ့တော့ကုနဲ့ပထန်ဆက်ရှိတဲ့သူကုနဲ့စေးစွမ်းတဲ့သူစေးထက်တဲ့သူပေါ့နော်။ကုနဲ့ ထတ်တူကြတဲ့သူတွေမှာဒီအောက်လန်းစွာပျောက်တာပြီးတော့ပျောက်ချိန်တန်မှာပျောက်တာနောက်တစ်ခုကျအောက်လန်းစွာလည်းဒါဝိညာဉ်ကံတာပဲပေါ့နော်ကျွန်မလည်းဘဝတစ်ခုခုမှာသူများကိုတစ်ခုခုမဟုတ်တာလုတ်ခဲလို့ကျွန်မဝွကျွေးချိန်တန်တဲ့ချိန်ကျတော့ဒီဟာကြီးကဟိုအနာနဲ့စီတွေ့သွားတာအဲ့တို့ကြောင့်ဟိုပေါ့ကြိုက်တဲ့သူတွေကုလို့ရတယ်ကိုပျောက်ဖို့ကံပါလာရင်ပျောက်ကိုပျောက်ပါအောက်လန်းနဲ့ပတ်သက်ပြီးတော့အဲ့လေးလာပျောက်ပြတာ